အားလုံးပဲမင်္ဂလာပါဒီနေ့တို့တွေ exam formula တွေထဲက ma sum if to sum is if to ကို သုံးပြီးတော့အအသုံးပြုတဲ့ဟာလေးကိုလေ့လာကြည့်မှာပေါ့ဒီ sum if to sum is to ကကြတော့ accountant ညီအတော်အဲတကယ်လဲအသုံးဝင်တယ်လို့တကယ်လဲသုံးနေရတဲ့ formula လေးတွေဖြစ်လို့အဲဒီ file လေးနဲ့တင်ပေးလိုက်တာပေါ့နော်အသုံးအဝင်တဲ့သူတွေလည်းရှိမှာ ပါသိပြီးသားသူတွေလည်းရှိမှာပါ โอเคဒါဆိုလို့ရှိရင် sum if တို့ sum is တို့ကိုဘယ်လိုသုံးမလဲခုလုပ်ငန်းကဒီမှာနေ့တိုင်းရောင်းထားတဲ့အယောင်တွေရှိတယ်ဆိုပါဆိုအယောင်တွေရှိတယ်ဆိုလို့ရှိရင်အဲ့ဒီအယောင်မှတ်တမ်းတွေကိုတို့က invoice တွေကနေယူပြီးတော့မှတ်တမ်းတင်ထားမယ်မှတ်တမ်းတင်ထားတဲ့အတွက်ကြောင့်မလို့သူ့တို့မှာ record တွေရှိနေတယ်အဲ့ဒီ record တွေတွေကမှကိုလိုချင်တဲ့အချက်လက်တွေကိုဆွဲထုတ်มาဖြစ်တယ် sum if နဲ့ sum ifs အဲ့နှစ်ခုဘာကွာလဲဆိုလို့ရှင် sum if ကကြတော့ကိုလိုချင်တဲ့ criteria အချက်လက်တစ်ချက်တည်းကိုဆွဲထုတ်ခြင်းရင် sum if ကိုသုံးတယ် sum ifs ကိုသုံးခြင်းရင်တော့ကိုလိုချင်တဲ့အချက်လက်ဆွဲထုတ်ခြင်းတဲ့အချက်လက်ဒီ criteria နှစ်ခု two criteria three criteria အဲ့ထက်လည်းပို့ခြင်းပို့မှာပေါ့ဒါဆို criteria တစ်ခုထက်ပို့ရင်တော့ sum ifs ကိုသုံးလိုက်ပါတဲ့ဒါကြောင့်လို့အဲ့နှစ်ခုရဲ့ခြားနားချက်လေးက ဒီပုံစံလေးပေါ့နော်အဲ criteria တစ်ခုကိုဆွဲထုတ်ချင်တာလားနှစ်ခုကိုဆွဲထုတ်ချင်တာလားသုံးခုလားလေးခုလားဆိုတဲ့ဟာမှာအသုံးပြုတဲ့အပေါ်မှာမူတည်သွားတာပေါ့ဒါကြောင့်မလို့သူက sam လို့ပြောတော့ sam ဆိုတာဂိန်းကနန်းတွေကိုပေါင်းပါလေဒါကြောင့်မလို့ဂိန်းကနန်းတွေကိုပေါင်းမှဖြစ်တဲ့အတွက်ကြောင့်မလို့ sam if to sam is to ကိုသုံးမှကိုလိုချင်တဲ့ criteria တွေဆွဲထုတ်တော့မှာဒါဆိုဘူးပထမဆုံးတို့က criteria တစ်ချက်ထဲကိုဆွဲထုတ်မှဖြစ်တဲ့အတွက်ကြောင့်မလို့ sam if ကိုသုံးလိုက်မယ်ဒါကြောင့်မလို့ equal sam if ကိုင်းစားကိုလိုချင်တဲ့ criteria ကိုတော့တိတိပပသတ်မှတ်ထားပါတော့အခုဒီမှာဥပမာအားဖြင့်တို့တွေလိုချင်တဲ့ criteria သည် hori says region တွေထဲမှာရှိတဲ့ရန်ကုန်မြို့ကိုရောင်းထားတဲ့ amount ပမာဏအားလုံးကိုသိချင်လို့သူ့ကိုပေါင်းချင်းဆွဲထုတ်ခိုင်းမယ်ဒါဆိုရင်သူလုတ်ပေးလိမ့်မယ် ဒါဆိုရင် formula တော့ရိုက်ထည့်ရမယ်အရင်ဆုံး formula ဘာလေးမှာကြာတာ range range ဆိုတာကိုသိကျင်တဲ့ range အဝင်းအဝိုင်းလေးကဘယ်နှမှာရှိရလဲတို့သိကျင်တဲ့အဝင်းအဝိုင်းလေးက sales region လေးဒါကြောင့်မလို့ sales region နေရှိတာကဒီနေရာလေးရှိတာမို့လို့ဒီနေရာလေးကိုဆက်လက်မှတ်လိုက်မယ်ခေါမဒီ sales region နေတဲ့မှာမတို့ကရန်ကုန်မြို့ကိုရောင်းထားတဲ့အယောင်ပမာဏအားလုံးကိုသိကျင်တာရန်ကုန်ကိုတစ်ချက်ရွေးမယ်ခေါမဒီနေရာမှာ ီထဲထဲမှာရှိတဲ့ရန်ကုန်ကိုတစ်ချက်ထောက်ပြီးရွေးလည်ရတယ်နော်။ဒါပေမဲ့တကယ်လက်တွေ့မှာကျတော့တခြားစာမျက်နှာမှာဒီလိုအချက်လက်တွေရှိတော့တခြားစာမျက်နှာမှာပေါ်ပြခြင်းလို့ဒီလိုလာရွေးပေးတာလည်းဖြစ်တယ်။ဒီလိုလာရွေးပေးတာဖြစ်တယ်။ဒီမှာရွေးခြင်းလည်းရတယ်။တကယ်လက်တွေ့မှာဆိုလို့ရှိရင်တခြားစာမျက်နှာလည်းဖြစ်ရှင်ပေမဲ့တခြား workbook မှာလည်းဖြစ်ရှင်ဖြစ်မယ်။ဒါကြောင့်မို့ဒီမှာတီးတန့်လေးလုပ်ထားပေးတာ။ဒါကြောင့်ဒီ sales region တွေမှာမှရန်ကုန်မြို့ကိုရောင်းထားတဲ့အယောင် အားလုံးပေါင်းလို့ပြောတော့ sandwich အဲ့ဒီ sandwich အားလုံးကို ပေါင်းခိုင်းလိုက်ပါ သူပေါင်းပေးလိမ့်မယ်တို့တွေကိုဝင်ပိတ်ပိတ်မယ်အန်တာခေါ်မယ်ဒါဆိုလို့ရှိရင်ကြည့်ရန်ကုန်တစ်မြို့လုံးအယောင်းတွေပေါင်းပေးပါလို့ပြောတော့သူကဒီမှာရန်ကုန်တစ်မြို့လုံးအယောင်းတွေပေါင်းပေးလိုက်ရ9900ဒီမှာရန်ကုန်ဘယ်နှခါရှိလဲ၄ခါရှိတယ်ရန်ကုန်အယောင်း၄ခုကိုလည်းတစ်ချက်ပေါင်းကြည့်လိုက်ဘယ်လောက်ရမလဲ9900ဒီမှာလည်း9900အဲ့ဒါတစ်ချက်နော် ဒါဆိုလို့ရှိရင် sum if လေးပြီးပြီနောက်တစ်ခုကကြတော့ sum ifs sum ifs ကကြတော့ sum ifs ကိုသုံးမယ်ဆိုလို့ရှိရင် criteria ဒီနှစ်ချက်နှစ်ချက်ထပ်ပုံမယ်သုံးလေးချက်ပေါ့နော်ဒါဆိုလို့ရှိရင်အခုဒီတစ်ခေါက်တို့တည်ကျင်တာက criteria နှစ်ချက်ဖြစ်တော့မယ်ပထမအဦးဆုံးအဲ sales region တွေမှာမှတို့ဒီခေါက်မန္တလေးကိုရွေးကြည့်မယ်မန္တလေးကိုရောင်းထားတဲ့အယောင် အဲ့မန္တလေးကိုမှမန္တလေးမှာမှ sales person ဖြစ်တဲ့ sales person ဖြစ်တဲ့ line ရောင်းထားတဲ့အယောင်းတွေကိုဆွဲထုတ်မယ်။ဒါဆိုရင်ရှင်းရှင်းလေးပဲမန္တလေးကိုအဲအယောင်းဝင်တဲ့ line ရောင်းထားတဲ့အမောက်ဘယ်လောက်ရှိလဲပေါင်းပေးပါ။အဲသူ့ကိုခိုင်းလိုက်ပြီ။ဒါဆိုရင်သူပေါင်းပေးတော့မယ်။ sum ifs estimate เนาะ sum ifs criteria နှစ်ချက်ဖြစ်သွားလို့ဂွင်းစား ီဒီမှာကျတော့ s ဖြစ်သွားတဲ့ s ပါလာပြီဖြစ်တဲ့အတွက်မှာသူ့ရဲ့ formula လေးက range ကမလာတော့ဘူး range ကမလာပဲ sum ကအရင်လာပေးပါ sum range ကအရင်လာပေးပါတဲ့ဒါကြောင့်မလို့ sum range ဆိုတော့တို့ပေါင်းမဲ့နေရာ sum range ကဘယ်နှမှာရှိတာလဲဒီနေရာမှာရှိတဲ့အတွက်ကြောင့်မလို့ဒီနေရာလေးကို sum range ကိုအရင်ရွေးပေးလိုက်တယ်ပြင်ခုံမှာ criteria နှစ်ချက်ကိုသိချင်တယ်ပထမဦးဆုံး says region တွေတဲမှာမဘသူ့ကိုသိချင်တာလဲမန္တလေးကိုသိချင်တာအဲ့ဒီမန္တလေးမှာ အယောင်းဝန်ထမ်းတွေအားလုံးထဲမှာမှစေပါဆောင်ဝေးလိုက်တယ်နော်စေပါဆန်တွေထဲမှာမှဘသူရောင်းထားတဲ့အယောင်းလဲလိုင်းရန်ရောင်းထားတဲ့အယောင်းမို့လို့လိုင်းရန်ကိုတစ်ချက်ယူထုတ်ပေးလိုက်ပါဒါဆိုရင် criteria နှစ်ချက်ဖြစ်သွားပြီပထမဆုံးပါလဲ sale region မန္တလေးယူလိုက်တယ်နောက်တစ်ခုအဲ့မန္တလေးကိုမှ sales person လိုင်းရန်ရောင်းထားတဲ့ amount အားလုံးကိုသိချင်တာပေါင်းပေးပါသူ့ကိုပေါင်းခိုင်းလိုက်တယ်အမှ amount ဘယ်လောက်လဲ6000ဒီမှာကြည့်မန္တလေးတွေကြည့်မယ်မန္တလေးလိုင်းရန် မန္တလေးလိုင်းရန်ဒါမှမန္တလေးလိုင်းရန်မန္တလေးကိုလိုင်းရန်ရောင်းထားတာမှာ3ချိန်ရှိတယ်3ချိန်ရှိတော့အဲ့3ချိန်ကိုဒီမှာပေါင်းကြည့်လိုက်ရင်အမောင်းအားလုံးကဘယ်လောက်လဲ6000ဒီမှာဖော်မူလာနဲ့ဆွဲထုတ်ထားတာလည်း6000ဖြစ်သွားတယ်ဟုတ်လားဒါဆိုဖော်မူလာနဲ့ဆွဲထုတ်ထားတာပြီးသွားပြီဒါ criteria နှစ်ချက်နဲ့လောက်လာနောက်တစ်ခု criteria 3ချက်နဲ့ဆွဲထုတ်မယ်3ချက်ဆိုတော့တို့သိကျင်တဲ့ criteria 3ချက်ဖြစ်သွားမှာပေါ့ကွယ်3ချက်ဆိုဘာလဲ sales region တွေထဲမှာမတို့ဒီတစ်ခါစကိုင်းကိုသိကျင်တယ် ဇကိုင်းကိုရောင်းထားတဲ့အယောင်အဲ့ဒီဇကိုင်းကိုအယောင်ဝင်တဲ့လိုင်းရန်ရောင်းထားတဲ့အယောင်ကွယ်ဇကိုင်းမှာကတ်စတမာတွေအများကြီးရှိရလေတယောက်တည်းမရှိဘူးအဲ့ဒီကတ်စတမာတွေအများကြီးတဲမှာမှာတို့ကစီဆိုတဲ့ကတ်စတမာတယောက်တည်းကိုရောင်းထားတဲ့အမောက်အားလုံးကိုသိချင်တဲ့ပေါင်းပေးပါ Okay, လောက်ကြည့်မယ်။ equal sum ifs ကွင်းစား sum range ကစပါဆိုလို့ amount ကစပါဆိုလို့ amount ကိုတစ်ချက်ရွေးပေးလိုက်မယ်။ comma ခံမယ်။ Okay, sales region တွေထဲမှာမ ဘသူ့ကိုရွေးမလဲဒီတစ်ခါသခိုင်းကိုရွေးတော့သခိုင်းကိုတစ်ချက်ထားကော်မာနေနေရရွေးပြီးသွားရေ region ရွေးပြီးပြီအယောင်းဝန်ထမ်းရွေးမယ်အယောင်းဝန်ထမ်းတွေတဲမှာမကော်မာဘသူရောင်းတဲ့အယောင်းလဲ lion ရောင်းတဲ့အယောင်းနောက်ဆုံး criteria နောက်ဆုံး criteria က customer တွေအများကြီးရယ်လေသခိုင်းမှာအဲ့ customer တွေအများကြီးတဲမှာမဘသူ့ကိုရောင်းတဲ့အယောင်းလဲ C ဆိုတဲ့ customer ကိုရောင်းထားတဲ့အရာ criteria ၃ချက်နဲ့ဆွဲထုတ်တာ okay ဒါဆိုလို့ရှိရင်ဒီမှာကြည့်သခိုင်းမှာ sales person လိုင်းရန်ရောင်းထားတဲ့ C ဆိုတဲ့ customer ကိုအားလုံးပေါင်းရောင်းထားတဲ့ amount ဆွဲထုတ်ပေးပါဆိုတော့ဒီမှာအားလုံးပေါင်းသူဆွဲထုတ်ပေးလိုက်တယ်ဘယ်လောက်ကြီး6000 3000အဲ့မှာကြည့်မယ် C ဆိုတဲ့ customer ကိုရင်ရှားလိုက်ဒီမှာ C ဒီမှာသခိုင်းအယောင်ဝင်တာပြီလိုင်းရန်ဒီမှာ C သခိုင်းလိုင်းရန်ရောင်းထားတဲ့အယောင်ပေါင်းကြည့်မယ် ပေါင်းကြည့်လိုက်တော့ဘယ်လောက်လဲ6300အဲအဲ့လိုနီးလေးနဲ့ sum if to sum is to ကို သုံးပြီးတော့အချက်လက်တွေဆွဲထုတ်တာပါ ပေါင်းခိုင်းတာပါအဲတကယ်လက်တွေ့မှာဆိုလို့ရှိရင်တော့တစ်ချက်တည်း formula တစ်ခုတစ်ခွက်တည်းရိုက်ပြီးကျန်တဲ့ဟာတွေက copy paste လုပ်လိုက်လို့ရှိရင် auto သူ့ဘာသာဝင်သွားတာဖြစ်တဲ့အတွက်အချိန်ကိုအရန်တက်တာပါတယ်တကယ်လည်းအသုံးဝင်ပါတယ်တကယ်လက်တွေ့မှာလည်းဒါတွေပဲသုံးတာပါ interview တွေမှာလည်းမေးပါတယ်လေ့ကျင့်ထားပါတကယ်ကိုအသုံးဝင်လို့ပါ ကျေးဇူးအများကြီးတင်ပါတယ်ခုနှစ်မိနစ်တောင်ကြာသွားပါတယ်နောက်နေ့ကြာလို့ရှင်လဲ vlog app တို့အမ် pivot တို့တခြားဟာတွေလည်းလေ့ကျင့်အောင်ပါနော်ကျေးဇူးတင်ပါတယ်ဒီမှာရက်လိုက်တော့မယ်